မင်္ဂလာပါရှင်ဘာမခက်တဲ့သတင်းဌာနရဲ့ထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ပထမအဆုံး တန်းဖက်မင်းအောင်လိုင်းကတိုင်းမှုများအပါဝင်စစ်အရာရှိကြီး30နေပါကိုရာလူနဲ့နေရအပြောင်းလဲများပြုလုပ်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အကျန်းဖက်စစ်ကောင်းဆောင်မေအောင်လိုက်ကတိုင်းမှုများအပါဝင်စစ်အရာရှိကြီး30နေပါကိုရာထူးနဲ့နေရအပြောင်းလဲများပြုလုပ်ကြောင်းနေပြည်တော်စစ်ဘက်တရေရင်မြင့်နဲ့စီရင်ဘူကြီးစင်ရော်ကပြောဆိုပါရယ်ရှမ်းပြည်နယ်တွင်တရားမဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းများလုတ်ကင်ပဝင်ပတ်သက်မှုဖြင့်အရှိပိုင်တိုင်းစစ်ဌာနချုပ်တိုင်းမှု ဗိုလ်ချုပ်နိုင်စောဦးကိုယာရုမဖေရှားဖမ်းဆီးလိုက်ပြီးအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုအသေးဖြင့်ဗိုလ်မှူးချုပ်ကျော်နိုင်ဦးစစ်တပ်ကတို DSC 40ကိုခန့်လိုက်ကြောင်းဗိုလ်မှူးချုပ်ကျော်နိုင်ဦးမှာရခိုင်မကွေးအခြေဆိုင်တမ88တမမှုဖြစ်ကြောင်းသိရှိရပါတယ်စစ်တပ်ကတို့ကျောက်ကြီးဗိုလ်မှူးချုပ်စိုးမြတ်ထို့ DSC 40ကိုမူအရှေ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဖြင့်ယာရုတို့ပြောင်းရွှေ့လိုက်ကြောင်းကရင်ပြည်နယ်ကော့ဂရိတ်အခြေဆိုင် MS စနစ်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်မူဗိုလ်မှူးချုပ် ဘုံမူကြီးသူရပြားလေး DSA 42ကိုစစ်တပ်ကတို့အကြောင်းကြီးဖြင့်ရာရူတိုပြောင်းရွှေ့ခဲ့ကြောင်းသိရပါသည် ရင်ပြင်းတက်မစတင်အင်းတိုင်းမှဒုတိယတက်မမူဘုံမူကြီးမြင်းဟိန်ကိုတက်မရှိရှိမကွေးရဲ့တက်မမူဖြစ်၎င်းမော်လိုက်အခြေဆိုင်အမတ်30စစ်စင်ရေးကုကဲမှုဌာနချုပ်၏ဌာနချုပ်မူဘုံမူကျုံအောင်ထေကိုတက်မရောရှိတက်မရောနီးပညာတက်ကတော့အကြောင်းကြီးဖြစ်၎င်းကော့တောင်းစစ်ပြူဟာအခြေချစာပါခစစ်ပြူဟာမူဘုံမူကြီးဟန်လင်းကိုမော်လိုက်အခြေဆိုင်အမတ်30စစ်စင်ရေးကုကဲမှုဌာနချုပ်၏ဌာနချုပ်မူဖြစ်၎င်းတက်မ66အင်းမ၏တက်မမူဘုံမူကျုံကျော်စိုးလင်းကိုတက်မရောဒုနာပြုနှင့်စေဘ ်ပညာတက်ကတော်အကြောင်းကြီးဖြစ်၎င်းပြောင်းရွှေ့လိုက်ကြောင်းသိရှိရပါသည်။အလောက်တူအမတ်ဆက်ကိုစစ်စင်ရေးကုတ်ကဲမှုဌာနချုပ်၏ဒုတိယဌာနချုပ်မှဘုံမှုချုပ်ကောင်းစော်မြင့်ကိုတမ66တမမှုဖြစ်၎င်းအမတ်20စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ခမောက်ကြီးဌာနချုပ်မှဘုံမှုချုပ်ဇေယလင်းကိုဘာထူတက်မတော်ကြီးတိုက်ခိုက်ရေးတနန်းချောင်း၏အကြောင်းကြီးဖြစ်၎င်း ရာရုကန်စစ်ရာရုကန်ကျုံယုံမှပုံမှုချုပ်ရဲကောင်ကိုအမတ်20စစ်စင်ရေးကုကဲမှုဌာနချုပ်ခမောက်ကြီးဌာနချုပ်မှုဖြစ်လက်ကောင်အမတ်73စစ်စင်ရေးကုကဲမှုဌာနချုပ်မှစာကခမှုပုံမှုချုပ်မင်းတီဟာကိုဘာထူတမရောဘိုးတန်တန်းကျောင်းဤကျောက်ကြီးဖြစ်လက်ကောင်တမ89ပခိုးရဲ့ဒုတိယတမမှုဘုံမူကြီးရဲဝင်းအောင်ကိုအမတ်73စစ်စင်ရဲ့ကုကဲမှုဌာနချုပ်ဤစကားခမှုပြက်၎င်းအတီတီပြောင်းရွှေ့ခဲ့ကြောင်းသိရှိရပါသည် စစ်တွေအခြေဆိုင်ဒေတာကုတ်ကဲမှုစစ်ဌာနချုပ်မှဒါကာဆာမှုဘုံမှုချုပ်နေမျိုးအောင်ကိုတက်မရောအုပ်ချုပ်ရေးမှုကြောင့်ပြင်ဦးလီအကြောင်းကြီးဖြစ်လက်ကစစ်ဦးစီးတက်ကတော်မှအကြောင်းကြီးဘုံမှုချုပ်ဇော်ထိုက်လက်ကို စစ်တွေခြေဆိုင်ဒေတာကုကဲမှုစစ်ဌာနချုပ်၏တက္ကသမှုဖြစ်၎င်းအမတ်ဆက်ခွန်စစ်စင်၏ကုကဲမှုဌာနချုပ်မှစကားကမှုဘုံမှုချုပ်ကျောစွာလင်းကိုမော်ဘီဘိုတနန်းချောင်း၏အကြောင်းအကြည့်ဖြစ်၎င်းတမ55မှာဒုတိယတမမှုဘုံမှုချင်းမျိုးမြင့်ဦးကိုအမတ်ဆက်ခွန်စစ်စင်၏ကုကဲမှုဌာနချုပ်၏စကားကမှုဖြစ်၎င်းနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်နီးပြချုပ်မှုဘုံမှုချုပ်ကျောစီဝင်းကိုတမ44စိုက်ထို၏တမမှုဖြစ်၎င်းပြောင်းရွှေ့လိုက်ကြောင်းသိရပါသည်စေဦးစီတပ်ကတော်မှဘုံမှုချုပ်ကျောထင်းငင်းကိုအမတ် ုံးတက်မဟာမိုးကောင်းဤတက်မမှုဖြင့်၎င်းစေဦးစီတက်ကတော်မှာဘုံမှုကြီးနေမျိုးကိုအရှိတောင်ပိုင်းတိုင်းစစ်ဌာနချုပ်မော်လမြိုင်ဤဒုတိယတိုင်းမှုအဖြစ်၎င်းမိုင်းတုံအခြေဆိုင်စစ်ပြူအားခြေချပြူအားမှုဘုံမှုချုပ်ကြောထင်ကိုအရှိမြောက်တိုင်းစစ်ဌာနချုပ်လာရှိုးဤ တိုင်းစစ်ဦးစီးချုပ်ဖြစ်၎င်းဘောလကဲအခြေဆိုင်စစ်ပြွာအခြေချစကမ်းမပြူအမှုဗိုလ်မှုချုပ်အောင်စော်လွင်ကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်၏တိုင်းစစ်ဦးစီးချုပ်ဖြစ်၎င်းနိုင်ငံတော်ကာကွယ်တပ်ကတော်မှဗိုလ်မှုချုပ်အောင်ကိုတွင်ကို၎င်းနေရာများအသီးသီးပြောင်းရွှေ့ထားကြောင်းသိရှိရပါသည်စစ်တိုင်းမှုမျိုးဆက်သစ်တွေချထားပါပြီးဘောလကဲစစ်ပြွာမှုနဲ့ကရင်ခွင်နယ်ကစစ်ရေးအမြင့်ရလာတဲ့အောင်ရှိတဲ့သူတွေမက်လုံးပေးတာပါရပါခတိုင်းမှုကိုဖြုံရင်းနဲ့တပေါင်းနဲ့ပုံထွက်လိုက်တာပါစကခသုံးမှုအင်ဒိုတန်မတ်နေရာလဲအသိခန့်နာတွေ့ ရပါတယ်စစ်ကြောင်းကအပုပ်တို့တွေနေပြန်ထုတ်လန်းလိုက်တယ်လို့ စစ်ကြောင်းကအပေါ်တော်တွေနေပြန်ထုတ်လန်းလိုက်တယ်လို့ဆိုရမှာပါသူနာပြုတ်ကြောင်းကြီးစိုးညွန့်ကိုပါဖေလိုက်ပြီးဆိုတော့စတတ်တ35တွေစပြီးအပြင်ထုတ်နေပြီလို့လည်းဆိုလို့ရပါတယ်အမိထွက်နေတဲ့စကားခါချောက်မှုတိုင်းမှုမပါသေးတာကိုလည်းတွေ့ရပါတယ်ဆိုတော့နောက်တစ်ပုတ်ရှိအောင်ပဲဗျဒါအပြီးမဟုတ်သေးဘူးအခုကြောင်းအုပ်ဖြစ်နေတဲ့သူတွေနောက်တစ်ချိန်တိုင်းမှုသေးကြတယ်ဗျဟုစီရီယံဘူကြီးစင်ရောကပြောဆိုပါတယ်မင်းအောင်လိုက်ကစစ်တပ်နဲ့ဂျမ်းဖို့ပါတီကိုထိန်းချုပ်တာပြီးစစ်တပ်မှစစ်အရာရှိကြီးများကိုလည်းရှားရူတာဝန်များမှအနာပေးကဂျမ်း ်ဖို့သို့ဆေလိုပြီးလွှတ်တော်ကိုယ်စားလှယ်လောင်းများဖြင့်ရွေးကောက်ပွဲဝင်ခိုင်းတာကြောင့်ကျန်းဖို့ပါတီတရင်ရှင်းမြစ်များထံကသိရှိရပါသည်။ဟောဆေယာနာရှင်လောက်တွင်မြမကလေးငယ်များအနာဂတ်မရှိတော့ဟုတန်မက်ကြီးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ဆင်အနာရှင်လောက်တွင်မြမကလေးငယ်များအထွဲ့အနာကမရှိကြောင်းကုလသမဂ္ဂရင်ပြင်တွင်တန်မကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါရယ်အောက်တိုဘာ23ရက်ကလေးငယ်များဆိုင်ရာကုလသမဂ္ဂအပြန်လည်ဆွေးနွေးမှုအစီအစဉ်တစ်ရက်တွင်ကုလသမဂ္ဂဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တန်မကြီးဦးကျော်မိုးထွန်းကအချက်ပါတိုင်းပြောကြားခဲ့သလိုစေအုပ်စုလက်ချက်ကြောင့်မြမကလေးငယ်1200ကျော်တည်ဆုံးခဲ့ပြီးဖြစ်ကြောင်းနှင့်စေအုပ်စုပြင်ဆင်သည့်အတူရောင်အလင်းညာရွေးကောက်ပွဲမတိုင်မီအရက်သားပြည်သူပေါ်စစ်မှတ်ပြုခြင်းကို အရှိန်ဟုန်မြင့်လှုပ်ဆောင်နေကြောင်းလဲဆိုပါရယ်မင်းအောင်လိုင်ကတရားမဝင်ရွေးကောက်ပွဲကိုတရုတ်စပွန်ဆာရပြီးသားမို့မေကဘာကိုမှဂယုမဆိုင်ဘူးဆိုတဲ့အပေါက်မျိုးနဲ့လူပါဝနေတာရွေးကောက်ပွဲကတရားမဝင်ပေမဲ့ဘသူကိုမှမျက်နှာချုံမသွေးနိုင်ဘူးရွေးကောက်ပွဲကိုအတိမတ်မပြုလဲဂယုမဆိုင်ဘူးတတ်စရာရှိတာဆက်တက်ရမှာပဲဆိုတဲ့အချိုးမျိုးနဲ့ဂရင်းကျွန်းလာပညာချောင်းဦးကစီမီထွန်တပိတ်ကိုဘုံကျဲချသွားတာအကုန်မျက်မြင်ပဲဟုရန်ကုန်အခြေဆိုင်နိုင်ငံရေးဆောင်ပါရှင်တဦးကဆိုပါတယ် မြန်မာကလေးငယ်များအတွက်ပညာရေးကဏ္ဍတွင်ကြီးလေးစွာဟန်တာခံထားရပြီးနေရဆွန့်ခွာထွက်ပြေးတိမ်းရှောင်နေစဉ်ပြောင်းရွှေ့တဲများနှင့်ဘုံခုခြင်းများ၌ကလေးငယ်များသည်အကြောက်တရားဖြင့်ပညာသင်ယူနေရကြောင်းမြန်မာကလေးငယ်များ၏ငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုသည်ထိတ်လန့်မှုများဖြင့်ပြင့်နှံ့နေပြီးအများစုမှာဆေးရုံဆူ၏မစင်မကျင်ဘုံကျဲတိုက်ခိုက်မှုများကြောင့်စိတ်ဒဏ်ရာများရရှိထားပြီးဖြစ်ကြောင်းတန်အမတ်ကြီးကဆိုပါသည် မိမိတို့အနေနဲ့နိုင်ငံတကာအတိုင်းဝန်ထံမှစူးစီးညီညွတ်သောချင်းကပ်မှုပုံစံအပေါ်အခြေခံသည့်ပုံမှုအားကောင်းသောပုံမှုခိုင်မာသောနိုင်ငံရေးဆန္ဒနှင့်ထိရောက်သည့်အရေးယူဆောင်ရွက်ချက်များကိုအရေးတကြီးလိုအပ်နေပြီးစေယုစုကရက်ဆက်ကြမ်းကြုတ်မှုများထက်မှန်လှုံ့ဆော်ခြင်းကိုတားမြစ်နိုင်ရန်ပုံမှုအားထက်ပါဝင်ပေးစီလိုကြောင်းလည်းတန်အမတ်ကြီးကဆက်လက်ပြောဆိုကြောင်းသိရပါသည် ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့အာရှလန်ပြန်လည်ဖွင့်ပြီးဆိုသောတရင်များထွက်ပေါ်လာပြီးနောက်တောင်ရင်မြစ်ကမ်းပေးရှိ BGA ဂိမ်းနဲ့ KNU KNL PC ဂိမ်းများကိုစစ်တပ်နှင့်ဌာနပေါင်းဆောင်ကဝင်ရောက်စစ်ဆေးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်တပ်ကအာရှလမ်းမကြီးကိုပြန်လည်ဖွင့်လျက်လုံဆောင်နေသည့်ဆိုသောသတင်းများကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာပြီးနောက်ယမန်နေထိုင်းမြန်မာနယ်စပ်တောင်ရင်းမြကန်ပြည်ရှိ BGN နေချောင်းဆောင်တပ်ကိန်းနဲ့ KNU KNL PC ကိန်းများကိုစစ်တပ်နဲ့ဌာနပေါင်းစုံကဝင်ရောက်စစ်ဆေးမှုများလုံဆောင်ခဲ့ကြောင်းမြောက်ရီအခြေဆိုင်စီရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ ရမန်နေအော်တိုဘာ23ရက်မနက်ပိုင်းမြောက်ရီနေဆက်တောင်ရင်ချောင်းကန်းတဖူးမှာအတိုင်းချဖွင့်လှစ်ထားတဲ့ BGK KNU KNL PC ဂိတ်နဲ့ကြားဖြတ်ရုံများကိုစစ်တပ်ထွေအုပ်ရဲအပါအဝင်ဌာနပေါင်းစုံဖွဲ့ကဝင်ရောက်စစ်ဆေးကြောင်းစစ်ဆေးရအတွင်းနှစ်ဖက်ညှိနှိုင်းပြီးမှစစ်ဆေးခဲ့ခြင်းဖြစ်ပြီးမြေတီဖန်းစီမှုရေးယူမှုမှမရှိဘဲဂိတ်များကိုတွားရောက်လှည့်လည်ကြီးစုစစ်ဆေးခြင်းသာဖြစ်ကြောင်းသိရှိရပါသည် PGF ရော PC ကရောခွင့်ပြုတယ်စကားမကလည်းလိုက်ကြည့်တာပဲလို့တော့ဖန်စီအေးယူတာဘာမှမရှိဘူးသူတို့မမြင်ဘူးလို့လိုက်ကြည့်တဲ့သဘောမျိုးပဲစကားမတွေလာကြည့်မဲ့အချိန်မှာဒီဘက်ကလူတွေအလုံးရှင်းပေးထားတယ်ကြည်ပြီးပြန်သွားတော့မှ PGF နဲ့ PC ကပြန်နေရယူတယ် for show လို့တာမျိုးလို့ထင်ပါတယ်ဟုမြောက်ရီအခြေဆိုင်စည်ရေးတရင်ရှင်းမြက်ကပြောဆိုပါတယ် ထို့ပြင်ယခုရက်ပိုင်းတွင်အာရှလမ်းမကြီးကိုပြန်လည်ဖွင့်လှစ်နိုင်ရေးစစ်တပ်ကစ조사ပြီး PGF, KNU, KNLPC နဲ့ DKPA တို့ကလည်းအာရှလမ်းမကြီးဖွင့်လှစ်မှုတွင်အကျိုးမြတ်များစစ်တပ်ကပေးရန်ရှိနေကြောင်းသိရပါဗျ။အာရှလမ်းမကြီးဖွင့်ဖို့လုပ်နေတဲ့အခုကြတာကအောက်တိုဘာ18ရက်နေ့လိုလိုအောက်တိုဘာ18ရက်နေ့လိုလိုကြတဲ့အာရှလမ်းမကြီးမှာ PGF DKPA နဲ့ PC ကိုဂိတ်တွေနဲ့ပိုင်စားနေရာတွေပေးမယ်လို့သတင်းတွေထွက်နေတဲ့ဖြစ်နိုင်ပါတယ်အာရှလမ်းပြန်ဆိုးမိုးအောင်သူတို့ကစစ်တပ်ကို ကိုအထောက်ကူပေးခဲ့တာပဲဖွင့်ဖွင့်လင်းလင်းပြောရရင်တော့စစ်တပ်ကသူတို့လက်လွတ်ထားရမယ့်အတူကရင်လက်နက်ကိုင်တွေကိုတွေးခွဲပြီးနေမြေအပိုင်းစားနဲ့စီးပွားရှာခွင့်ပေးလိုက်တာတစ်ဖက်မှာလည်း KNU ကိုအင်အားချိနဲ့အောင်လုပ်တဲ့သဘောလို့မြင်ပါတယ်ဟုမြောက်ရီစီရေးတရင်ရှင်မြက်ကရှင်းပြပါတယ် စစ်ကောင်စီကကျင်းပရဲ့ပြည်စင်နေသည့်ရွေးကောက်ပွဲကို BGF နဲ့ DKP ရဲ့အပါဝင်စစ်တပ်နဲ့အဆင်ပြေနေသည့်ကရင်လက်နက်ကိုင်တချို့ကထောက်ခံပြီးရွေးကောက်ပွဲဖြစ်မြောက်ရေးကူညီမည်ဟုကြေညာချက်များထုတ်ပြန်ထားပါတယ်။ထို့ရာတွင်ကရင်မျိုးသားစီယုံ KNU ကမူရွေးကောက်ပွဲကိုလက်ခံမည်မဟုတ်ဘဲရွေးကောက်ပွဲကျင်းပမှုများကိုရေးယူမည်ဖြစ်ကြောင်းသက်ဆိုင်ရာ KNU တပ်မဟာများလိုက်ကြေညာချက်များအသီးသီးထုတ်ပြန်ထားကြောင်းသိရပါတယ်။